အားလုံးမင်္ဂလာပါ Behind the Scenes Arsenal နဲ့ချူစလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပပေးသွားချင်တာကတော့ကျွန်တော်တို့မင်းညားကကစားခဲ့တဲ့ဒါ Old Trafford ကွင်းမှာ Arsenal Arsenal နဲ့ Manchester United အသင်းတို့ရဲ့ဒါ1-1နဲ့တည်တည်ချသွားခဲ့တဲ့ဒါပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘာလို့ပြောပြချင်တာလဲရှိလို့ပါဆိုတော့ပြောပြချင်တဲ့အကြောင်းရင်းကဘာလဲဆိုရင်တော့ဒါအာဆင်နယ်အသင်းအနေနဲ့ဒါပုံမှန်ဒီရေဘူးရအရာကြည့်မယ်ဆိုရင်ဒီ United ဒီလိုမျိုးအခြေအနေဆိုးနေတဲ့ကာလမှာဒါအာဆင်နယ်ကအဆင့်နှစ်ကအသင်းဖြစ်နေတဲ့အတွက်ဟိုဘလို့ပဲဒီ ဟိုကစားသမားတွေမစုံဘဲပြောပြောကိုတင်းကလည်းဘလို့ပဲခြေစွမ်းနေဒါနှိမ့်ကြနေတယ်ပဲပြောပြော United လောက်ကိုတော့ဒီအနေထားမှာဒါအနိုင်ယူအဲတင်းတဲ့အနေထားမျိုးပေါ့နော်ဒါပေမဲ့ Arsenal အနေနဲ့နိုင်မရခဲ့ဘူးဒါကန်ကောင်းလို့တောင်မရှုံးခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီဘက်နဲ့ပတ်သက်ပြီး Arsenal ဘာကြောင့်မို့လို့ဒါ United ကိုဒါအနိုင်မကန်ခဲ့တာလဲအနိုင်မကန်နိုင်ခဲ့တာလဲဒါထင်သလောက်ခြေစွမ်းမပြနိုင်နေလဲဆိုတော့ဒါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ် ပထမဆုံးဒီအကြောင်းကိုမပြောခင်ဒါပွဲကိုအချင်းချုပ်ပြောအောင်ဆိုရင်တော့အာဒီပွဲစဉ်ကဒါအာဆင်နယ်အသင်းကဒီတစ်ဖက်သက်ဒါဘောလုံးကို control လုပ်ပြီးတော့ကစားသွားနိုင်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်။ဒါပေမဲ့ကိုဘောက်ချင်းချောင်းမှုအပိုင်းမှာတော့ဒါ United ကပို့ပြီးတော့ဒါချင်းချောင်းနိုင်စွမ်းရှိခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။တကယ်ပွဲကိုအဆုံးဖြတ်ပြီးနိုင်တဲ့အခိုက်အတန့်နေမှာပေါ့နော်။ဟိုမထင်မှားထားတဲ့အနေထားကနေဒီဘရူနိုဖာနန်ဒက်စ်ရဲ့ဒါလုံဝတိကျကောင်းမွန်လို့ ਨੇ ဒီပြည်တံပေါ်ကနေပထမပိုင်းကနေမှာဥဆောင်ကိုယူသွားခဲ့မှုကြောင့်ပေါ့ဒါအစင်နေနေနဲ့အာပို့ပြီးတော့အကျက်ရိုက်သွားခဲ့ပေမဲ့ဒါဒက်ကလန်ရိုက်ရှ်ရဲ့ကက်တင်ပေးမှုတွေပြီးရင်ပွဲပိုင်းကနေမှာဒေးဗစ်ရာရဲ့ဒါအမကန်ဆွမ်းဆောင်ရည်ကြောင့်လို့အစင်နေတဲ့နေနဲ့ဟိုတေးတမှတ်တော်ရနိုင်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါတော့ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့ချန်ပီယံပေါ့ဆိုတော့ဒီပွဲကိုတစ်ခုလုံးခြုံပြီးတော့ဒီအာဆင်နယ်နဲ့ဘာလို့ယူနိုက်တက်ကိုအနိုင်မကန်နိုင်ခဲ့ရလဲဆိုရင်တော့ကျွန်တော်အနေနဲ့ပြောရင်တော့ဒီဆာလောင်မှုမရှိတော့လို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုရင် အားလုံးဒီအတိုင်းပဲအာဆင်နယ်နဲ့ဒီအချိန်မှာယူနိုက်တက်ကိုနိုင်ရင်လေဒါလီဗာပူးကိုမှီဖို့ကအရန်ခရင်သွားပြီဒါအကယ်၍အမှတ်ရရင်တောင်မှသူ့အောက်ကအတင်းနေရသူ့ကိုဒါအနည်းဆက်ဆုံးဟိုဖိအားပေးနိုင်မဲ့အနေထားတောင်မှဒါ Nottingham Forest လောက်ပဲရှိသေးတာဆိုတော့ကြတော့ဟိုအပေါ်ကိုလည်းမတက်နိုင်ဘူးအောက်ကိုလည်းကျနိုင်ဖို့နည်းနည်းလိုသေးတယ်အတွက် Arsenal အနေနဲ့ဒါ Premier League ပွဲစဉ်တွေမှာဒီစာလောင်မှုအာဒီရော့ကျလာတယ်ဆိုတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ် ဟိုကစားသမားတွေအနေနဲ့ဘောလုံးကိုကင်ထားတယ်ကင်ထားတယ်ဆိုပေမဲ့ဟိုကိုးရခြင်းနေစိအဲ့ဒါမပြင်းပြဘူးဘောလုံးရပြီဆိုရင်ဒီဘောလုံးမပြတ်ဖို့ပဲဟူပေးဒီပေးနောက်ပေးဘေးဘေးနဲ့ပဲဒါရိုးရိုး normal pass လေးပဲပေးနေတယ်ဟို United အနေနဲ့ကသူ Arsenal နဲ့ရှင်လာရမယ်ဆိုကနေရတာသူရဲ့အခုလက်ရှိအနေထားအရဒါနောက်တန်းကိုပို့ပြီးတော့ခံစစ်ကိုပို့ပြီးအောင်ဆိုင်လာမှာဒါအတိအချပဲဒါသူတို့အပြစ်မဟုတ်ဘူး အဲဒါကြောင့်ဒီနောက်တန်းကို3 5နှစ်တွေပါရင်းနဲ့ထွက်တယ်ဆိုတာထဲသူတို့နောက်တန်းကိုဒါ9ရောက်ဒါထားထားရပေါ့နော်အပွဲချင်းတော်များများမှာအဲ့တော့9ရောက်ထားပြီးတော့သူတို့အနေနဲ့နောက်တန်းကိုဒါအခြေခံပိတ်ဆို့ထားတယ်အထက်ကိုလုံးဝအဝမခံဘူးအဲ့ချိန်မှာအစင်းနေနေနေကဒီလိုမျိုးခံစစ်မှာဒါ over load ဖြစ်နေတဲ့အနေထားတွေမှာဆိုရင်အာဆင်နယ်ရဲ့ပတ်စင်တွေကလုံးဝကိုဒါရဲရင်ဖို့ရဲတင်ဖို့လိုတယ်အတူချင်းထိုးဖောက်မှုတွေကလည်းအဒရီဗလင်ပိုင်းတွေမှာ လုံးဝကိုဒါကောင်းမှုမှုလိုတယ်ရဲရင်ဝဒါဘောလုံးဆုံးရှုံးမှမကြောက်ခဲနဲ့အဲ့ လူများတွေရဲ့အထက်ဝင်တိုးပြီးတော့ဒါ chance နေရှာဖွေဖို့လိုအပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Arsenal အနေနဲ့ကအဲ့လိုမျိုးရဲရင်မှုမျိုးအဲ့လိုမျိုးစားဆောင်မှုမျိုးကျွန်တော်မရှိခဲ့ဘူးဒါကိုမရလဲဘာဖြစ်လဲ AC ဆိုတဲ့ပုံစံမျိုးနဲ့ဘောလုံးမပြတ်အောင်ပဲဟိုဘေးဒီဘေးနဲ့လှည့်ပတ်ကစားနေခင်ရနေဒါ United ရဲ့ကိုပေါက်ကိုကောင်းမွန်မွန်ဒါမချင်းချောင်းနိုင်ခဲ့ရလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါတပိုင်းပေါ့ဆိုတော့ ်ဒီလိုမျိုးဆာလောင်မှုကဘာကြောင့်မို့လို့ရုပ်ရော့သွားလဲဆိုရင်တော့အားလုံးသိရတဲ့အတိုင်းပဲဒါအာဆင်နယ်ကရမားတွေအနေနဲ့ဒါနီးပြအဒေတာအနေနဲ့ဟိုဘလောက်ပဲတင်ချာနီးရဖြစ်နိုင်တဲ့အထိ သူတို့ဆက်ကြိုးစားပါဦးမယ်ပျော်ပျော်တကယ်လက်တွေ့မှာတော့သူတို့မကြိုးစားတော့ကျွန်တော်မြင်ခဲ့ရတယ်သူတို့ရဲ့အာယုံတွေကရှင် ပြောင်းကျွန်တော်တို့လိုပဲဒါချန်ပီယံလိဂ်ကိုရောက်နေတာဖြစ်နိုင်တယ် ပရီးမီးယားလိအနေနဲ့ကတို့အနေနဲ့ဒီအဆင့်နှစ်လောက်ပဲတို့ဒါပွဲအစောဆုံးစီစီပြတ်သွားရေလို့ကျွန်တော်တို့တို့လိုလည်းတတ်မှတ်ထားပုံရရေပေါ့နော်အဲဒါကြောင့်မို့တို့အနေနဲ့ဒီနောက်နောက်ကျန်ပွဲစဉ်တွေမှာလည်းပရီးမီးယားလိမှာဆိုရင်လည်းတို့အနေနဲ့ကျွန်တော်ထင်တာတော့အရင်ကြီးဆာလောင်မှုပြင်းထန်တဲ့နဲ့ကန်တော့မယ်လို့တော့ကျွန်တော်မထင်တော့ဘူးဒီပွဲနဲ့ဒီလိုပွဲစဉ်မှာမျိုးတော့မကန်ဘူးဆိုရင်ပေါ့နော်ဒါတစ်ပိုင်းပေါ့ပြီးနောက်တစ်ခုကကြတော့တူဦးချင်းစီရဲ့ဒါ mistake လေးပေါ့နော်အခုပြင် David Roy ဆိုရင်ဒီပွဲစဉ်မှာသူကယ်ခဲ့တာမှန်တယ်ဒါပေမဲ့ဟိုသူ ဂူဖန်တဲ့အနေထားမှာဒီဘရူနိုပြည့်ပြည့်တံဘောဖန်တဲ့အနေထားမှာလည်းတော်တော်လေးကိုဒါအားနည်းမှုရှိကြရလဲအမှန်ပဲကျွန်တော်မြင်မြင်တွေ့ရတဲ့အချိန်မှာဟိုသူ့အနေနဲ့ကဒီညာဘက်တောင်ကိုပို့ပြီးရောက်နေတာဒါလူတိုင်းအမြင်ပဲအမှန်ဖြစ်ရမှာကဒါဝေါ်ရှိလို့မို့သူညာဘက်တောင်နည်းဆွန်းတာမှန်ပဲအဲ့ညာဘက်တောင်ကသူကဟိုခုံရအောင်မလို့တော့ဘူးညာဘက်တောင်ကသူတကယ်လို့ဘရူနိုကကန့်မယ်ဆိုရင်တော့မှသူ့အနေနဲ့ညာဘက်တောင်ကိုတိုက်ပြစ်ဆရာအောင်မလို့လက်လေးလူဆန်လာတဲ့ညာဘက်တောင်ကိုရောက်နေပြီးသားနေတာအမှန်က ဟိုညာဘက်ထောင်းကိုတိုက်ပစ်ဖို့အတွက်ပူပြီးလွယ်ကူရမယ်ဘယ်ဘက်ထောင်းဆိုရင်တလှမ်းလောက်သွားပြီးတိုက်ပစ်ရင်လွယ်ကူကောင်းမဲ့အနေထားရှိရမှာဒါပေမဲ့ဒေးဗစ်ရော်ယာကညာဘက်ထောင်းကိုဘယ်လောက်ထိရောက်လုံးကြီးလဲဆိုရင်ဟိုဘရူနိုကန်တဲ့အချိန်မှာဟိုနှစ်လဲလောက်သွားပြီးတော့ပုတ်တာတောင်မှဟိုဘောလုံးကိုမမိဘူးဘောလုံးကပုံမှန်တိုင်းဆိုရင်ဒီရမယ်ကျွန်တော်အဲ့နေရာဒီမှာဆိုရင်တကယ်ဟိုစေပြားစီတောင်းနေပါလေကြာတယ်အခုပဲတိုင်တွေကိုပုတ်ကြရပါရှိတယ်ဒါပေမဲ့အဲ့လိုလည်းမဟုတ်ဘူးဘောလုံးကဝှေ့ပြီးတော့ဒီဒီ ဘယ်လိုပြောမလဲဒီအလေကနေဒီတိုင်နဲ့ရှင်ကြည့်မယ်ဆိုရင်အဲ့အလေနဲ့တိုင်ရဲ့ဂျားလေးတော့မှသူတွားကြပါတော့ဘောတော်ဆိုတော့ကြတော့အဲ့လိုအနေထားကဟိုခြေလန်းတစ်လန်းမဟိုမလန်းမနဲ့ဟိုတောင်မှဒီတိုင်းတိုင်ပင်ပြင်မှီရမယ်အနေထားမှာဒေးဗစ်ရော်ယာခြေလန်းနှစ်လန်းလှမ်းတာတော့မှတိုင်ပင်ပြစ်တာမမှီတဲ့အတွက်သူ့အနေနဲ့သူ့ရဲ့ position ကဘယ်လောက်ထိအောင့်နေလဲဆိုတော့ကျွန်တော်တို့ဒါတိတိတသာမြင်ရနိုင်တယ်ဒီလိုမျိုးဟိုအသိအကြီးတွေနဲ့တွေ့ရတဲ့အနေထားမှာတင်းကြီးဆိုတာက ိုသူ့ဘာသူအဆင့်ဘလောက်ပဲကြနေကြနေဒါကစားသမားကောင်းနေ individual player ကောင်းနေရှိတဲ့အတင်းနဲ့တွေ့ရတဲ့အနေထားမှာဒီလိုမျိုးအခိုက်တဲ့နေရာ individual ဆွမ်းဆောင်ရည်တွေနဲ့ဒါတူချင်းဆွမ်းဆောင်ရည်ကောင်းနေနဲ့အဆုံးဖြတ်ပေးနိုင်တဲ့ဆွမ်းရှိရဲဆိုတော့ကျွန်တော်သိထားရမယ်ဒါဒီလိုမျိုးနေထားဖို့ United ကဒါအကောင်းအောင်ပြတ်သွားတယ်သူရင်တပွဲလုံးအာဆင်နယ်ဘောကွန်ထရိုးမလုပ်နိုင်မလုပ်နိုင်မစေဘောလုံးမရရင်မရပါစေတစ်ချက်တစ်ချက်ကောင်တာတွေရပြီဆိုရင်လုံးဝဒီအာဆင်နယ်ကိုပြာခတ်သွားအောင်ဒါအထင်ရှားမှုကြီးကြီးမားမားတွေပေးနိုင်ရတယ်ဒီဘိုင်းတွေကျွန်တော်အနေနဲ့ အဘယ်လိုပြောမလဲအရင်သတိထားဖို့လိုအပ်ခဲ့တယ်ဒါပေမဲ့အာဆင်နယ်နေနေကဒီဒီအလုံးတွေမှာမဟုတ်ဘူးတပွဲလုံးတိုင်းနိုင်နဲ့ခြုံကြည့်မယ်ဆိုရင်ယူနိုက်တက်ရဲ့ဒါချင်းချောင်းမှုတွေကိုဒါများစွာခံခဲ့ရတာဆိုတဲ့အတွက်ဟိုဒီပွဲစဉ်နဲ့ဆက်ပြီးရှေ့ဆက်ပြီးတွေးကြည့်မယ်ဆိုရင်ဒါနောက်တစ်ဆင့်ဒါချန်ပီယံလိတက်ခဲ့မယ်ထားပါလို့ဒါရီယယ်မက်ထရစ်နဲ့တိတ်မယ်ဆိုရင်ဒီလိုမျိုးရီယယ်မက်ထရစ်ရဲ့ယူနိုက်တက်ရဲ့အခုလိုမျိုးဒီကစားသမားတွေကိုတောင်းမှကျွန်တော်ကောင်တာတက်ဒီဒီလောက်ထိပေးနေရမယ်ဆိုရင်ရီယယ်မက်ထရစ်လိုတကယ်ကောင်တာကက်ကောင်တာအတက်ဘရင်တကယ် ဟိုဘောလွန်ဒီယောဆုရှင်နေဘောလွန်ဒီယောလောင်းနေအများကြီးရှိတဲ့အသင်းမျိုးတကယ် individual ရော team performance performance အနေနဲ့ရောအရန်ကိုလုံးဝအထွတ်ထွက်ရောက်နေတဲ့ counter တက်အသင်းမျိုးကိုရင်ဆိုင်ရမယ်ဆိုကျွန်တော်ဘယ်လိုများအဲရင်ဆိုင်မလဲပေါ့နော်ဒီလိုဒါတော်တော်လေးကိုရင်ပူစရာရှိတယ်တော်တော်လေးကိုဒါဟိုစိုးရင်ဇရာပေါ့နော်ဒီလိုမျိုးနေထားရင်ကျွန်တော် United ဒီ Real နဲ့ပွဲတွေ့လို့မို့ပြေးရမယ်ဆိုရင်ကျွန်တော်တေချာဟောဂိုးတွေအများကြီးလှူသွားလိမ့်မယ်ပေါ့နော်ဒါတပိုင်းပေါ့ဆိုတော့ ဟို overall ဆုံးကြည့်မယ်ဆို United နဲ့ Arsenal ပွဲစဉ်ကဒါထင်ထားသလောက် Arsenal ပြည်သက်တွေအတွက်စိတ်ကျဉ်နေဆရာပြေဝါမရခဲ့ဘူးဒါ Martinelli ပြန်လာတာဝန်တာစင်ဆရာတရင်ဖြစ်ခဲ့ပြီမဲ့သူ့အနေနဲ့ကဒါအရန်ခုံပုံမှာလူအရေးအတွက်တိုးသွားတာပဲရှိတယ်ကျွန်တော်မမြင်နေတဲ့ Starling ကိုမမြင်ရတော့တာပဲရှိတယ်သူ့အနေနဲ့လည်းဘာမှမထူဘူးဘာမှဟို impact မပြနိုင်ဘူးဒါတစ်ပိုင်းပြီးရင် Martin Odegaard တော်တော်လေးကိုကျွန်တော်စာရေးထားတဲ့အတိုင်းပါပဲဒါဒီရာဒီအိုဒီကရဲ့ခြေစွမ်းကဒါ Fabio Vieira လောက်အဆင့်လောက်ပဲရှိတော့တယ်ဘာမောက်ကိုဒါ effect impact မဖြစ်တော့တာကျွန်တော်တွေ့ရတယ်ဒါဝမ်းကြီးပက်ပက်လဲနေတယ်ဟိုသွားလိုက်ဒီသွားလိုက်နဲ့အာဒီ normal pass လေးပဲပေးနေတယ်ကန်ချက်တွေကလည်းသူကန်မယ်ဆိုရင်ဟိုမကန်ငွေနဲ့ကတိနေပြီဘာမှအဆင်ပြေမှာမဟုတ်တော့ဘူးဆိုတာဒီပြည်နယ်ပေါ်ရတဲ့အနေအထားမှာဒါဘရူနိုရတဲ့နေရာနဲ့ကျွန်တော်ရတဲ့နေရာနဲ့က တူတူပဲကျွန်တော်ရားနေရာတော့ပိုကောင်းသေးတယ်အရှင်းပြအလေတက်တဲ့ဆိုတော့ကြိုက်တဲ့ဘက်ကို trice လို့ရတယ်အတခုတော့ရှိအောင်တော့လူတိုင်းကာလာတော့ကျွန်တော်အာဆင်နယ် player တွေကာလာတော့နည်းနည်းတော့ဝေးသွားတယ်ထန်လူကြီးအဲလိုလိုက်တဲ့အနေထားနည်းနည်းဝေးသွားတယ်ကျွန်တော်ကတော့နည်းနည်းတော့နီးလူတိုင်းနဲ့နည်းနည်းနီးနေတော့ဒီတခုတော့ရှိတယ်ဒါပေမဲ့လူတိုင်းနီးနီးမနီးနီးအော်ဒီကရဲ့ကန်ချက်ကမကောင်းတာမကောင်းတာပဲအကန်ချက်မှမဟုတ်ဘူးတခြားကန်ချက်တွေဆိုရင်လည်း တလုံးမှလူမကြုံလူတွေပဲမှန်နေပြီးရင်ပျော့ပျော့လေးပဲထွက်တယ်ဆိုအိုရီကက်ကဒီယာစီမှာလုံးဝကိုဒါအာဆင်နယ်ရဲ့ဒါလက်ပတ်နဲ့အသင်းကောင်းဆောင်လက်ပတ်နဲ့မထိုက်တဲ့နဲ့ခြေစုံကိုပြနေတယ်အဲတခြားတစ်ဖက်မှာဒကန်ရိုက်စ်ကတကယ်အသင်းကောင်းဆောင်ပီတာကြောင့်ထိုက်တဲ့အကြောင်းကိုဒဝဲပြီးဒဝဲကိုပြနေတယ်ဒီဘက်မှာလည်းဒါလက်စတက်ကယ်လောက်လိုက်တဲ့အလုံးလေးဆိုတော်တော်လေးအားရဖို့ကောင်းတယ်တခါလေလုံးဝလက်သီးလောင်အောင်တန်းပြီးတော့ ဒါအောင်ပွဲခံလိုက်တာ ਈ ဆိုဘယ်လောက်ထိဒီကစားသမားကစာလုံးမှုပြင်းထန်နေလဲတကယ်တခုပုံမှာတော့ဘယ်လောက်ထိဒါဆရာတကြွမှုရှိနေလဲဆိုတော့ကျွန်တော်မြင်ခဲ့ရတယ်ဒီလိုမျိုးစိတ်တမျိုးကိုတခြားအာဆင်နယ်ကစားသမားတွေမှာဒီဒီပွဲစဉ်မှာကျွန်တော်မတွေ့ခဲ့ရဘူးအတွင်းသွားတဲ့ကိုယ်ဆိုရင်လည်းဒါတူကယ်လို့မို့ဒါကျွန်တော်တည်ကြခဲ့တာမဟုတ်ရင်သူ့ဘာသူအဆင်ရ United အနေနဲ့အာဆင်နယ်ကိုကြော်ကြော်မကြော်ကြော် ်ဒါပရိသတ်တွေရဲ့သဘောတော်ရလာပါပဲဒါ United ရဲ့အနေအနေဆုံးအချိန်ဒီမှာတောင်းမှအာဆင်နယ်ကမနိုင်ဘူးအာဒီအာဆင်နယ်ဆိုငယ်နိုင်မှာဘာညာဘလူးဘလူးပဲကန်ကန်ဘလူးနေထားရောက်နေနေဒါငယ်နိုင်ဘာညာကျွန်တော်မထင်ထားတဲ့တည်းမလားဒီပရိသတ်တွေကိုဒါစိတ်အနောက်ရှက်ဖြစ်เสียရလေတိုင်းမှုတွေက ဇာတ်တိုက်ကိုလာမှာဆိုရှယ်မီဒီယာပေါ်မှာသုံးကျင်တောင်ရှိမှာမဟုတ်ဒါပေမဲ့ဒီချိန်မှာ Telegram ကဲသွားတယ်ကျွန်တော်တော်တော်လေးကျေးဇူးတင်ရမယ် last minute မှာ David Royer ကဲသွားတဲ့ double save တွေပါဆိုရင်လည်းတော်တော်ရင်တောက်ရှိမှုစရာရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကဟိုဘောလုံးပွဲတစ်ပွဲကြည့်ပြီးဆိုရင်ဒီကိုကိုသမားကောင်းနေတာအကောင်းအရင်ကောင်းနေတယ်အရင်လက်ဆန်းပြနေတဲ့မျိုးကျွန်တော်မကြည့်ရင်ဘာလို့လဲဆိုရင် ကိုကိုသမားကောင်းနေရဆိုကနေကကိုကဒါအဖိခံနေရလို့အချိန်ရောက်ခံနေရလို့ကိုကိုသမားကောင်းရတာဗျာသိရမလားတသိန်းလုံးရှိရဆယ်ရောင်လုံးမကောင်းလို့မလို့ကိုကိုသမားကောင်းပေးရတာကျွန်တော်အဲ့လိုမြင်နေတာမျိုးမလို့ချင်ဘူးဖြစ်နိုင်ကိုသမားဖမ်းဦးမဖမ်းရတာမျိုးပဲကျွန်တော်လိုချင်တာဆိုတော့ကြသူများနေရတော့အဒေးပေးရကောင်းနေပါရဲ့ချီးကျူးကြပါမယ်ကျွန်တော်နေရသူ့တွေကိုတိုးချင်းနေနဲ့ချီးကျူးရဒါပေမဲ့အဲ့အဲ့လိုကြီးသူကောင်းနေရကျွန်တော်ပြောလားဆိုမပြောဘူးသူ့ကိုလက်ဆန်းကိုမပြသေးချင်ဘူးဖမ်းစရာကိုမလိုသေးချင်ဘူးကျွန်တော်အတင်းကစားပုံအနေထားကျွန်တော်အဲ့လိုဖြစ်စေချင်တယ်ဒါပေမဲ့မင်းညားတော့ဒါအထင်နဲ့မြင်လွဲမှားခဲ့တယ်ဟို PSV နဲ့ ဒါ179နဲ့အရှင်ကိုကျွန်တော်ဒီပွဲမှာလည်းဆက်ထိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဟိုတည်ရကြတာပဲကံကောင်းတယ်ပြောရမယ်ပေါ့နော်ဒါပြီးရင်တော့ကျွန်တော်ဒါ PSV နဲ့ဒုတိယကြော့အင်ကွင်းမှာကြံမယ်အပွဲစဉ်မှာမာတင်နယ်လီလက်ပြန်လာပြီးဆိုတော့ကြတော့ဟိုကိုအများကြီးမပြတ်တော့မှနောက်ထပ်2 3လောက်တော့ကျွန်တော်မြင်ဖို့ဒါမျှော်လင့်မိပါတယ်ဒါတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာအကြံဖြင်းသုံးသပ်လိုက်တာဖြစ်ပါတယ်ကျွန်တော်နေနေနောက်ကျသွားတဲ့အားလုံးလည်းတောင်းပန်ပါတယ်အချီးရှူပေးကြတဲ့ဒုတိယကြော့စဉ်ဒီကိုကျွန်တော်ကျေးဇူးတင်ရောင်းပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ